တနင်္သာရီတိုင်းဒေသကြီးရေဖြူမြို့နယ်ရေဖြူတဝဲကားလမ်းမှာရင်တိုင်းမှုဖြစ်ပွားခဲ့ရာအမျိုးသမီးတဦးသေဆုံးပြီးတန်ဃာရုံနဲ့ကလေးငယ်တွေအပါအဝင်လူ20ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံလူမှုကူညီကဲဆယ်ရေးအဖွဲ့တွေထံကသိရပါဗျ။မေလ14ရက်နေ့မော်လယ်12နိုင်ခွဲခန့်ကအစိုးရရေဖြူမြို့နယ်ရာဖူးကျေးရွာအနီးရာဖူးကျေးရွာအုပ်စုလော်တိုင်းကျေးရွာနဲ့ကောက်ကတဲ့ကျေးရွာကြောင့် မိုင်းတိုင်အမှတ်138အနီးမှာ HiAce Enzaro အမျိုးအစားယင်နဲ့ Toyota Vigo အမျိုးအစားယင်တို့မျက်နှာချင်းဆိုင်တိုက်မိခဲ့တာဖြစ်တယ်လို့ဒေတာကန်လူမှုကူညီကေဆိုင်ရဲ့အဖွဲ့တာဝန်ရှိသူရဲ့ပြောကြားချက်အရသိရပါဗျာ။၎င်းကဆက်လက်ပြီး HiAce Enzaro ယင်ကဖျားဘူးကပြန်လာတဲ့ယင်လို့သိရပါဗျာ။ရင်တိုင်းမှုဖြစ်စဉ်ဖြစ်ပေါ်တော့တန်ကရော2ပါးကလေး2ဦးအမျိုးသား9ဦးနဲ့အမျိုးသမီး12ဦးစုစုပေါင်း22ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်လို့ပြောပါရယ်ရင်တိုင်းမှုကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြသူတွေကို ကလိန်အောင်မြို့မှာရှိတဲ့တိုင်းနယ်စည်းရုံကိုလူနာတရင်တွေနဲ့ပို့ဆောင်ခဲ့ကောင်ကနဦးစေကုတောင်းမှုပေးခဲ့ပြီးတဲ့နောက်ဒဝဲမြို့မှာရှိတဲ့ပြည်သူစည်းရုံကြီးကိုပို့ဆောင်စဉ်အသက်62နှစ်အရွယ်အမျိုးသမီးကြီးတဦးသေဆုံးခဲ့တာဖြစ်တယ်လို့၎င်းကဆိုပါတယ်။ဒီရင်တိုက်မှုကြောင့်သေဆုံးခဲ့သူနဲ့ထိခိုက်ဒဏ်ရာရရှိခဲ့ကြသူတွေကိုဒေတာရင်းလူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေဖြစ်တဲ့စမှုသီရိအရေးပေါ်လူနာကူညီတည်ဆောင်ရေးအဖွဲ့စဟာအာမန်အရေးပေါ်လူနာကူညီရေးအသင်းရှင်ခုံတန်သွေးအလူရှင်အသင်း တနင်္သာရီအရေးပေါ်လူနာတင်ရဲ့အသင်းဂယုနာမြတ်တာရှင်လူမှုကွန်ကြီးရဲ့အသင်း PD အပြုံလူမှုကွန်ကြီးကေဇေးအဖွဲ့စတဲ့အသင်းအဖွဲ့တွေကလည်းကွန်ကြီးကေဇေးလုပ်ငန်းတွေဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးခဲ့တယ်လို့သိရပါဗျ။